မင်္ဂလာပါရှင်မန္တလေးခေတ်စ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စင်ကာပူမှရွေးကောက်ပွဲကိုအယုံအကြည်မရှိဟုပြောပြီးစင်ကာပူနိုင်ငံသားရေးဝန်ကြီးဗီဗီယန်ဘာလာခရစ်ရှန်ကပါဝင်ပတ်သက်နေသူများနဲ့အပြုသဘောဆွေးနွေးပွဲများမရှိဘဲလုံမြီဆိုကောင်မိမိတို့ဘက်မှယုံကြည်စရာမရှိမြန်မာပြည်သူများ၏ဆန္ဒကိုထင်ဟက်ခြင်းရှိမည်မဟုတ်ဟုယူဆကြောင်းစင်ကာပူ၏သဘောထားကိုတရားဝင်ပြောဆိုလိုက်ပြီးဖြစ်ပါတယ် မြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေသည့်ညာနှင့်ဆက်လင်း၍စင်ကာပူပါလီမန်အမတ်တအူးဤအမေးကိုစာဖြင့်ပြန်လည်ရေးသားဖြေကြားရာတွင်ယခုလိုပြောဆိုခဲ့ခြင်းဖြစ်ပါသည်။အာနာသိမ့်ပြီး9နှစ်ရောက်လာသည့်အချိန်မြန်မာနိုင်ငံ၏အခြေအနေမှာဆိုးရွားနေစေဖြစ်ပါသည်။ပြည်တွင်းစစ်တီလည်းအရှိန်မလျှော့ဘဲဖြစ်ပွားနေသဖြင့်နိုင်ငံသည်အစိတ်စိတ်အမောမောကွဲထွက်လျက်ရှိကြောင်းဖော်ပြထားပါသည်။ပုတ်ယဟန်မင်းကြီးလီယိုဆက်လေးကလည်းဒုက္ခဒုက္ခများခံစားနေရသောမြန်မာပြည်သူများအား မီလီယံမနီချဘုံနိုဝင်ဘာလ9ရက်နေ့ပရိသတ်နဲ့တွဲဆုံဖွဲ့အပြီးတွင်နိုင်ငံတကာအတိုင်းဝိုင်းအားယခုလိုပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။၎င်းနေဖြင့်လည်းစူတောင်းမြစ်တာပို့တာပေးနေပြီးအားလုံးလည်းဝိုင်းဝန်းစူတောင်းပေးကြပါရန်လည်းတိုက်တွန်းသွားသည်ဟုဗာတီကန်သတင်းတွင်ဖော်ပြချပါရတယ်။ဆေယုစုသည်၎င်းတို့အာနာသိမ့်မှုနှင့်အတူမြန်မာပြည်သူများ၏စိတ်ဓာတ်ကို ကျိုးအထက်ထက်ဖြင့်ချီနောင်ထားခဲ့ရမှာယခုအခါတူရောင်ရွေးကောက်ပွဲဖြင့်တန်ကျိုးအထက်ထက်ပတ်တောကလောက်ကြီးခက်ခါထို့ကိုတဏျာတို့အပီးအပိုင်လွှင့်ပြရန်ကြံစီလာသည်ရွေးကောက်ပွဲကတဖြည်းဖြည်းနီးလာတော့လေမိသူမြစိတ်မဝင်စားမဲထဲခြင်းစိတ်မရှိဖြစ်လာနေသည်ကိုသိမြင်လာကြသည်မဲခိုးစရာမလိုအောင်၎င်းတို့ကိုပခုံးချင်းရှင်းလာနိုင်သည့်လူများထဲမှစိတ်မချရသူများကိုလည်းရှင်းထုတ်နေပြီဖြစ်သည်ပြည်သူများကတော့၎င်းတို့ဘက်ကပြီးသည့်နှင့်ဤတို့မြေပုံ နှစ်ပေါက်တစ်ပေါက်ရိုက်လာမည်ကိုသာစောင့်ကြည့်နေကြသည်၎င်းတို့မျှော်လင့်ကြီးမျှော်လင့်ထားသောအာဆီယံကလည်းအင်းမလုအင်းမလုဖြစ်နေသည်တရုတ်ကလားရုရှားတို့နှင့်သာနှစ်ပါးသွားရဖို့ရှိနေ၍လက်ရှိအခြေအနေထက်မြို့တို့မြတ်တိုးတက်မလာဖြစ်နေ၍စိုးရိမ်တကြီးဖြစ်လာနေသည်ထိုရေးကိုတက်တာလိုတက်တာညာ၎င်းတို့ဤတိတ်ခါကိုအဖက်ဆယ်၍ရလိုရညာဂမူရှူတို့လောက်လာသည်ကမြဝရီရှိ KK ဘက်ကိုဒိုင်နမိုက်ဖြင့်ထိုက်၍ဖောက်ခွဲဖြက်စီးလိုက်ပြန်သည်ရခုအထိအဆောက်အုံပေါင်း250ရှိသည့်အနက် 24လုံးကိုဖောက်ခွဲဖျက်ဆီးလိုက်သည်ဟုသတင်းတွင်ဖော်ပြထားသည်။မင်းအောင်လိုင်ကကြားဖြတ်လုပ်ငန်းအလုံးသည်၎င်းတို့တစ္ဆာခန့်စောချစ်သူ၏ VGF နှင့်မဆိုင်ပေ KNU ပိုင်အဖြစ်ဝါဒဖြန့်နေပြန်သည်။ထို့သောလိန်ညမှုများကလည်း၎င်းတို့အပေါ်ပို၍ယုံကြည်မှုကင်းမဲ့လာဖို့သာရှိသည်။အပေအကန့်ရရော်လွန့်ပြီးမင်းအောင်လိုင်မှနေပြည်တော်တွင်အခမ်းအနားဖြင့်တီတီတော်ဓမမဏိစောတရဘွဲ့ချင်းမြင်ထားသောကိုကန့်ရှိကြားဖြန့်ကောင်းဆောင် ရှိုကြံချီခေါ်မောင်မောင်ဆိုသူအားတယုံမှတည်တံ့ချမှတ်ပြီးလူမြင်ကွင်းတွင်ကွက်မျက်ခံရတော်မူဖြစ်သည်ထိုများမကသည်ရှိုကြံချီအားကိုကန့်ဒေတာကုံချမ်းမြို့နယ်ရှိမြန်မာလူငယ်ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌအဖြစ်ပင်ခန့်အပ်၍ချီးမြှောက်ခံခဲ့ရသူဖြစ်သည်နိုင်ငံတကာကယုံကြည်မှုကင်းမဲ့လာသောရွေးကောက်ပွဲတွင်ပါဝင်ရှင်ပြိုင်ရန်ပြင်ဆင်နေသည့်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သောခင်မောင်ဆွေ၏အမျိုးသားဒီမိုကရေစီအင်အားစုပါတီအားဖြတ်သိမ်းခဲ့ပြန်၍ ထိုပါတီမှအခွင့်အာဏာလက်လွတ်မခံနိုင်မမောနေကြသောနိုင်ငံရေးသမားဆိုသူ53ဦးသည်ကိုကိုကြီးတက်တက်ခိုင်ပါတီရှမ်းအမျိုးသားပါတီများဘက် ရောက်သွားပြီးထိုပါတီအောက်တွင်ရွေးကောက်ပွဲဝင်ချတော်မူအဖြစ်ကိုတနာဆက်ပွဲတွေ့မြင်နေရသည်အော်တိုဘာ25ရက်တွင်ရွေးကော်မှ96ဦးအားအမည်စရင်းမှပယ်ဖြတ်ကြောင်းကြေညာချက်ထုတ်ပြန်လာသည်။၎င်းတို့အချင်းချင်းကြားတွင်ပင်အခြေအနေများကရှုပ်ထွေးလာနေပြီဖြစ်သည်။မိသူများလာမကြည့်သောပွဲကရန ဇက်ခုံနောက်တွင်အချင်းချင်းသူကမြင်ငါကမြင်နေရံဖြစ်နေကြခြင်းမျိုးသာဖြစ်သည်။ကြက်ဖို့ပါတီတွင်လည်းမေယောင်လိုက်ကသူအလိုမရှိတော့သောဘိုးချိုးဟောင်းများကိုအတင်းထိုးလို့နေ၍မခြင်းမနှက်ဖြစ်လာနေကြပြန်သည်။ဘိုးနေဝင်ခေတ်ကထိုးခဲ့သူတော်လူများကိုပြပတွင်တန်အမတ်အဖြစ်လွတ်တက်တော်လဲယခုအခါ၎င်းတို့ခန့်မိတန်အမတ်အစ်တများကိုညီသူများလက်မခံပဲကြံဖို့ထဲကြောင်းထိုးလာရခြင်းဖြစ်သည်။ယခုအချိန်ထိရုပ်ရှင်ဂီတအနုပညာရှင်များအပါအဝင် အလွာအသီးသီးမှအသက်15နှစ်သာပါမကျန်ရွေးကောက်ပွဲကိုဝေဖန်ပြောကြားသည့်ဆိုကဖန်စီခံရသူပေါင်း60ကျော်ရှိသွားပြီဖြစ်သည်အမှုတော်တွင်လူကြောလှုပ်ချင်သူများ၏ပါတီဆိုင်ပုံများအောက်တွင်ပင်ရဲအဆောင်အရှောက်များချထားပေးရသည့်အဖြစ်ရောက်ရှိလာသည်အချောင်းတိုက်ဆိုင်၍20ရာစုတွင်လွှမ်းမိုးမှုအရှိဆုံးသောဂျာမန်ပြဆက်ရေးဆရာကပြဆရာကြီးဗာတော့ဖရက်ပြောခဲ့သည့်အဆိုအမိန့်ကိုတင်ပြလိုပါသည် အမှန်ကိုမသိသူများသည့်လူအများသာဖြစ်သည် သို့သော အမှန်ကိုသိပါလျက်နှင့်လိညာနေသူများသည်ရာဇဝတ်သားများသာဖြစ်သည်ဆက်လက်ပြီးကမ်ပလူမြို့နယ်ရွှေဘုံမြစ်ကြီးနားလမ်းတွင်စစ်တပ်ကခီးသွွားလူငယ်73ဦးကိုစစ်မှုရန်အဖြစ်ပေါ်တာဆွဲဖမ်းနေဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းကပ်ပလူမျိုးနဲ့အတွင်းရှိရွှေဘုံမြစ်ကြီးနားလမ်းတွင်အကြမ်းဖက်စစ်တပ်ကခီးသွွားလူငယ်73ဦးကိုစစ်မှုရန်အဖြစ်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းကပ်ပလူခရိုင်တရင်လေးမှပြောရေးဆိုခွင့်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါရယ် နိုဝင်ဘာလ3ရက်နေ့တွင်စာလင်းကြီးမြို့နယ်မှမြေကြီးနာဘက်သို့ထွက်လာသောခရီးသည်တင်ကားနှစ်စင်းကိုကံပလူမြို့နယ်ရွှေဘိုမြေကြီးနာဖြူဟာလန်ဇီကုံမလေလန်းဆောင်တွင်စစ်တပ်ကရက်တန့်စစ်ဆေးခဲ့ကြောင်းရှင်းအောင်ခီးသွွားပြည်သူများထံမှအတင်းအဓမ္မငွေကြေးတောင်းခံရုံသားမှာကခီးသွွားလူငယ်၃ဦးကိုလည်းကားပေါ်မှဆွဲချကာစင်မူရန်အဖြစ်ဖော်တာဆွဲဖမ်းဆီးသွားခဲ့ကြောင်း နိုဝင်ဘာလ၄ရက်နေ့မော်လွယ်ပိုင်းတွင်စစ်တပ်ကဖမ်းဆီးထားသောခရီးသွားလူငယ်၃ဦးကိုကံဘလူမျိုးရှိအကြံဖက်စစ်ကောင်စီ၏တင်ကားတက်ရင်6006တို့ပို့ဆောင်လိုက်ကြောင်းသိရပါတယ်။လူငယ်တွေကဘေးရွာဘေးဒေသကလည်းဆိုတာအတိအကျတော့မသိရသေးဘူး။ပြည်သူတွေကိုခရူးပြုတ်သွားလာကြဖို့လိုတယ်ဟုကံဘလူခရိုင်တက်ရင်လေးတက်ခွဲမှပြောရေးဆိုခွင့်ရှိသူကပြောဆိုပါတယ်။ကံဘလူမျိုးနဲ့အတွင်းရှိရွှေဘုံမြတီနာလမ်း ကမ်းပလူမြို့နယ်အတွင်းရှိရွှေဘုံမြစ်ကြီးနားဖြူဟာလန်းပေါ်မှစစ်တပ်ကခီးတဲ့ပြည်သူများထံမှစစ်ကြေးကောက်ခြင်းအမျိုးသမီးများကိုအာဓမ္မပြုခြင်းခြင်းတပ်ဖြတ်ညှဉ်းပန်းခြင်းများမကြာခဏပြုလုပ်နေ၍ပြည်သူများအနေဖြင့်ခီးသွားလာရာတွင်ဂယုဆိုင်သွားလာကြပါရန်ကမ်းပလူခရိုင်တရင်လေးကအသိပေးနှုတ်ဆော်ထားပါတယ်။အကြံဖတ်စစ်တပ်ကယခုနိုဝင်ဘာလလယ်ပိုင်းတွင်စစ်မှုထမ်းအပတ်စဉ်၁၉ကိုဖွင့်လှစ်မည်ဖြစ်ပြီး ရှင်စစ်မှုရန်အပတ်စဉ်၁၉အတွင်းရန်ကုန်မန္တလေးအပါဝင်မျိုးကြီးများနှင့်နိုင်ငံတော်ဝန်စစ်ဆေးရေးကိန်းများတွင်လူငယ်များကိုအတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပွားလျက်ရှိကြောင်းစုံစမ်းသိရှိရပါသည်။ဆက်လက်ပြီးပုံနာကျုံးကိုလေးတက်ဘုံကျဲလို့ကလေးငယ်တွေအပါဝင်ပြည်သူဆက်တက်ဦးသိဆုံးဟုကနက်ဦးသတင်းရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ရခိုင်ပြည်နယ်ပုံနာကျုံးမြို့နယ်ရိုးတရုတ်ကြီးပါကိုဒီနေ့နိုဝင်ဘာ9ရက်နေ့နဲ့7ရက်နေ့ခန့်မှာစေကောင်စီကလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်အချို့အပါအဝင်ဒေသခံပြည်သူဆက်တက်ဦးတေဆုံးခဲ့တယ်လို့ကနအူသတင်းရရှိပါတယ်။စစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပေါင်900ဘုံကျဲတာဖြစ်ပြီးအယက်သားပြည်သူတွေရဲ့နေအိမ်ပေါ်ကြားရောက်ပောက်ကွဲခဲ့တာလို့ရခိုင်ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။သတိထားတဲ့ကြားတွေကဘုံလာကျဲတာအိမ်တွေအဆောက်အုံတွေထိတဲ့အခုနေခင်အထိကြားရသလောက်ဆက်တက်ဦးအထိတေဆုံးတယ်လို့ရွာကပြောလာတယ်ဗျာ။စေကုနေရသူတွေလည်းရှိတယ်လို့၎င်းကပြောပါတယ်။စစ်ကောင်စီကရိုးတရုတ်ကြီးရွာကိုလေချောင်းကနေဘုံကျဲခဲ့တယ်လို့ဘေးပတ်ဝန်းကျင်ရွာအချို့ကလည်း စစ်တွေမျိုးကနေလက်နက်ကြီးနဲ့လှမ်းပစ်လို့ထိခိုက်မှုတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။လေကြောင်းရောလက်နက်ကြီးရောဇက်တိုက်ဖြစ်နေတာနေစရာမရှိကြတော့ဘူးစိတ်ပူတယ်လို့စစ်ပေးချောင်းနေတဲ့ဒေသခံတအူးကပြောပါတယ်။ဒီဆုံးသူတွေထိခိုက်ဒဏ်ရာရသူတွေနဲ့ပတ်သက်လို့အသေးစိတ်သတင်းမရရှိသေးပါဘူး။အရက်ကတက်တော့အေအေကလည်းသတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။အေအေအလုံးစုံထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုစစ်ကောင်စီကအောက်တိုဘာ31ရက်မှာစစ်အုပ်ချုပ်ရေးထက်ကျင်ညာပြီးလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လာပါတယ်။ အောက်တိုဘာ30ရက်နဲ့31ရက်ကလည်းပုံနာကျွတ်မြို့တွင်တနေရနေရပန်းနီလာကျေးရွာကိုစစ်ကောင်စီကလေချောင်းခနေဘုံကျဲခဲ့ပါတယ်။ပန်းနီလာကျေးရွာကိုဘုံကျဲတဲ့ဖြစ်စဉ်မှာစစ်ပေးဆောင်ပြည်သူ၅ဦးသေဆုံးပြီး၁၀ဦးထပ်မံထဏ်ရာရရှိခဲ့ပါတယ်။ အောက်တိုဘာ29ရက်ကနေ31ရက်အထိ3ရက်အတွင်းစေကောင်စီကကြောက်ဖြူပုံနာကျော်ရသေတောင်နဲ့ပေါတော်မြို့နယ်တွေကိုလေကြောင်းရေကြောင်းလက်နက်ကြီးဒရုန်းတွေနဲ့ဖြစ်ခတ်တိုက်ခိုက်လို့ကလေးငယ်3ဦးအပါဝင်12ဦးသေဆုံးပြီး32ဦးဒဏ်ရာရရှိခဲ့တယ်လို့ AA ကသတင်းထုတ်ပြန်ခဲ့ပါတယ်။စေကောင်စီကရှမ်းမြောက်မှာ MNDAA DNL တို့နဲ့အပြစ်အခတ်ရပ်ပြီးတဲ့နောက်စစ်စင်ရေးနယ်မြေအချို့ကျုံသွားခြင်းကိုအခွင့်ကောင်းယူပြီးလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လာတယ်လို့ AA ကအောက်တိုဘာ31ရက်မှာထုတ်ပြန်ပါတယ်။ ကြပြင်စစ်ကောင်စီရဲ့လေကြောင်းရေကြောင်းလက်နက်ကြီးဒရုန်းတိုက်ခိုက်မှုတွေကိုသတိပြုကြဖို့အေအေကတိုက်တွန်းထားပါတယ်